ပရိသတ်တို့အလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အန်ခင်မူပါဒီနေ့မှာအလုံးတွေဆက်လိုက်ပြီးတော့တင်ဆက်ပေးသွားမယ့်ဇာကားလေးမဆခင်မှာ channel subscribe လုပ်ပေးနာအခောင်းလောင်းနှိပ်ထုံးစံတိုင်းပဲ VPN link ဖွင့်ပြီးတော့အားပေးကြပါဦးဆိုတော့ဒီနေ့မှာကတော့ရှေ့ကတင်ဆက်ပေးခဲ့တဲ့ Jackie season 3ရဲ့အပိုင်းချက်အပိုင်း၃ပေါ့ဗျာဆိုတော့ပြောနေကြပါလိမ့် Jackie လဲ Rolly ကျန်းနေပြီဆိုတော့ကြည့်လိုက်ကြမယ်နော် Let's go ဒီပိုင်းမှာကတော့ season 2ရဲ့ဇာသိမ်းပိုင်းနဲ့တွားပြီးတော့ပြန်ချိတ်ဆက်ထားတာဖြစ်နေပြီ Definitely တယောက်ဘာဖြစ်သွားလဲဆိုတာနဲ့ Jackie တကောင်အိမ်ဖြူတော်ဘလို့ရောက်လာလဲဆိုတာကိုဒီပိုင်းမှာသိရတော့မှာပါ ဆိုတော့ season 2ရဲ့အဆုံးသတ်ခန်းမှာဘဲယုတ်ကဂျက်ကီဖြစ်နေပြီးတော့အချော်ကောက်လေးပေါ့ဗျာဂျက်ကီတကောင်တီဖနီကိုတတ်တော့မလို့လုံနေတော့အားလုံးပဲမှတ်မိကြမယ်ထင်ပါတယ်မမှတ်မိရင်သွားကြည့်ပါကြည့်မှလည်းမဟုတ်ပါဘူးဆိုတော့အခု season 3ရဲ့ဒီအပိုင်း3အစမှာတော့ဂျက်ကီကတီဖနီကိုအားပါဓာနဲ့ထိုးဖို့ရွယ်ထားတာမြင်ရပြီးတော့တီဖနီကတော့ကြောက်လိုက်ပြီးတော့အော်ဟင်းလို့နေပါတယ်ဒါမဲ့အဲ့ဒီချိန်မှာပဲတကားခေါက်တန်ကိုကြားလိုက်ပြီးတော့အပြင်ကနေ ရဲအကွာတကားဖွင့်စမ်းလို့အော်ဟစ်ပြောနေတာကိုကြားလိုက်ရပါတယ်။အားနဲ့ဂျက်ကီလည်းဓာတ်ကိုလွတ်ချလိုက်ပြီးတော့အယုတ်ယောင်ပြန်ပြီးဟန်ဆောင်နေလိုက်ပါတော့တယ်။ရဲတွေကတော့တကားကိုဖြတ်ပြီးတော့ဝင်လာကြပြီးတီဖနီကိုမြင်လာနဲ့ဂျန်နီဖာတဲလီမင်းကိုလူသတ်မှုနဲ့ဖမ်းလိုက်ပြီလို့ပြောပြီးတော့လက်ထိတ်ခတ်နေခဲ့ပါတယ်။တီဖနီကတော့ဘာလူသတ်မှုလဲဘာကိုသတ်လို့လဲဆိုပြီးတော့ပြန်ညင်းအော်ပြောနေသေးတာပါ။အားနဲ့ရဲတွေကမေချဲခရော့စ်ကိုတတ်တာလေးလို့ပြောလိုက်တော့တီဖနီကအဲ့ဒါငါတတ်တာမဟုတ်ဘူးဂျက်ကီတတ်တာလို့ပြောလိုက်ပါတယ်။ရဲပြန်တော့ဂျက်ကီကဘယ်ကောင်လဲလို့မေးလိုက်ပြီးတော့တီဖနီပြောတာကိုလည်း မယုံခဲ့ပါဘူးတီဖနီကတော့ငိုယိုပြီးတော့ရှင်တို့လူမဖမ်းနေပြီအဲ့ဒါဂျက်ကီတတ်တာလို့ပဲပြောနေခဲ့ပါလေရဲတွေကသူ့ကိုကားပေါ်တင်ဖို့လုပ်နေကြပြီးတော့အနားမှာရှိနေလူတွေကလည်းလူသားသမားကိုဖမ်းပြီးဆိုပြီးတော့လက်ခုပ်လက်ဝါးတွေတီးပြီးတော့အားပေးလို့နေကြပါလေရဲတယောက်ကမင်းကိုဖမ်းတာပြန်ပေးမှုလဲပါတယ်လို့ပြောလိုက်ပြီးတီဖနီကတော့နေုံနေုံငါးစာအုပ်ရောငါးစာအုပ်လိုတယ်စာအုပ်ပေါ်မှာအောက်လန်းအခြေခံစာအုပ်တွေရေးထားတာဆိုပြီးတော့အသေးစံဂဲမှန်ပြောနေမဲ့ရဲတွေကမင်းတကယ်လူသားသမားကျန်းစာအုပ်ပဲရှိရလို့ပြောပြီးတော့ခေါ်သွားခဲ့ပါတော့တယ် ကားပေါ်ရောက်တော့တီဖနီကကားပရင်းပေါက်ကနေအပြင်ကိုကြည့်လိုက်ရာမှာတော့နီကာကသူ့ကိုတေချာစိုက်ကြည့်နေတာကိုမြင်လိုက်ရပါတော့တယ်။တီဖနီရဲရီနဲ့ပါသွားတဲ့ချိန်မှာနီကာတပ်ပြင်းတစ်ချက်ကိုချလိုက်ပြီးအရှိကိုကြည့်လိုက်ပြီးရာမှာတော့ဂျက်ကီကိုခြိလာတဲ့ကယ်ရိုလိုင်းကိုမြင်လိုက်ရပြီးတော့ဂျက်ကီကသူ့ကိုတတ်တာပိုက်ပိုင်ချဲရီယိုတွေပါလိလှုပ်ပြသွားပါသေးတယ်။အဲနောက်မှာတော့ကယ်ရိုလိုင်းနဲ့ဂျက်ကီကထွက်ပြေးနေကြတဲ့တော့နီကာလည်း fax ဆိုပြီးတော့သူ့ဝီးချဲကိုသူတွန်းပြီးတော့ကယ်ရိုလိုင်းရဲ့နောက်ကိုလိုက်ရပါတော့တယ်။နီကာအသေးအံခဲမှအမြန်ပြေးလိုက်နေမဲ့နောက်ဆုံးတော့ ချက်ကင်းနဲ့ကယ်ရိုလိုင်းကမြေအောင်ရထားဘူတာကိုဆင်းမှုလုံနေခဲ့ပါပြီ။နီကာတယောက်ဝီချဲနဲ့လေကားကိုဆင်းမှုဘလို့မှမဖြစ်နိုင်တော့တဲ့တို့ကချက်ကီကဘာဖြစ်လို့လဲနီကာနင်းကြောက်ကိုကြောင်ခိုးသွားလို့လားဆိုပြီးတော့လှမ်းပြီးလောင်လိုက်သေးတာပါ။ကယ်ရိုလိုင်းကနင်းတို့နှစ်ယောက်တိတာလားလို့မေးလိုက်တော့ချက်ကီကငါနဲ့နီကာမိတ်ဆွေအောင်ကြီးလေလေငါတို့ကအရင်ကဆို꽌လို့တောင်မရဘူးနှစ်ကိုတစ်စိတ်ဟာလို့ပြောလိုက်ပါတော့တယ်။ဟုတ်ပါဦးနှစ်စိတ်တကိုပါ။နီကာတော့နင်းနိုင်မယ်ကယ်ရိုလိုင်းမလားလို့မေးလိုက်ပြီးတော့ကယ်ရိုလိုင်းသမီးလေးအန်ဒီကိုအယုတ်ပေးပါလို့ပြောလိုက်ပါတယ်။ ကေအိုလိုင်းကနီကာရဲ့လက်အတုတွေကိုကြည့်ပြီးတော့ရှင်းလက်တရားဘာဖြစ်တာလဲလို့မေးလိုက်တော့နီကာကငါ့ကိုမတတ်နိုင်တဲ့အရာတိုင်းကငါ့ကိုပူတန်ပါလောင်လှုပ်ပေးတာပဲလीဟုတ်တယ်မလားချက်ကီလို့မေးလိုက်ပါလေအာနဲ့ကေအိုလိုင်းကနေလုံထားလားလို့မေးလိုက်တော့ချက်ကီကတီဖနီလောက်တာပါငါနေ့ုံပြောတာပဲ तू ကယူပါလို့ဒါပေမဲ့ရဲတွေကသူ့ကိုဖြည့်ရှင်းပေးမှာပါလို့ပြောလိုက်ပါလေနီကာတော့ပွဲမပြီးသေးဘူးနော်ချက်ကီအများကြီးလိုသေးတယ်လို့ပြောလိုက်ပြီးချက်ကီကလည်းဒါပေါ့နီကာရဲ့ငါတို့ကခုမှစတာလေငါတို့အများကြီးပြောရအောင်မသေးကြလေး နောက်မှတွေ့မယ်နော်ဘိုင်ဘိုင်ဆိုပြီးတော့ပြောပြီးတော့လက်သွားပါတော့တယ်နေကလည်းဘာမှမတတ်နိုင်ပဲဒေါသတွေပဲအလုံးလိုက်အရင်းလိုက်အကုန်လိုက်ထွက်ပြီးတော့ကြံနေခဲ့ပါတော့တယ်ကေဗလိုင်းနဲ့ချက်ကရတော့ရထားတန်ကားတန်ဟိုတန်ဒီတန်နဲ့ဘယ်ုံမှမသိသွားနေကြပြီးတော့တက္ကစီတစ်စီးကိုလည်းငှားစီးလိုက်ကြပါသေးတယ်တက္ကစီကားသမားကတော့မှုံတိုင်းလာတော့မယ်မိုးကအင်ကြီးပါရလားလို့ကေဗလိုင်းကိုမေးလိုက်တော့ချက်ကီကမောင်းမှသာမောင်းဆမ်းမှာကွာလို့ပြောလိုက်ပါတယ်ကားသမားလည်းအံ့ဩသွားပြီးတော့ဟိုးဒီရုပ်ကစကားပြောတတ်တာလားလို့မေးလိုက်တာပါချက်ကီကမင်းဆောက်လို့ပဲမေးလို့ဆမ်းမှာကွာလို့ကောလိုက်တော့ကားသမား ။ဩဒါ AI ဆက်ရုပ်ပဲ။ငါ TV ထဲမှာမြင်ဘူးတယ်။အထီးကျန်တဲ့ကလေးအတွက်ထုတ်ထားပေးတာလေးလို့ပြောလိုက်ပါလေ။ဂျက်ကီကစောက်စကားမများနဲ့လမ်းမကြည့်မအောင်ဆန်ပါလို့ပြောလိုက်တဲ့အတွက်ကားသမားလည်းအေးပါအေးပါလို့ပြန်ပြီးတော့စောချလိုက်ပါလေ။ကေယိုလိုင်းကအခုဘာဆက်လုပ်ကြမလဲဂျက်ကီလို့မေးလိုက်ပြီးတော့ဂျက်ကီကငါတို့တငယ်ချင်းဟောင်းနေစီကိုသွားလေသည်မထင်နဲ့။ဒေဖနီကိုလည်းပူစရာမလိုတော့လေ။သူ့ဟာသူရှင်းသွားပြီ။ဒါမဲ့ဂျန်တဲ့လူတွေကတော့တွေ့ကြသေးတာပေါ့ကွာလို့ကြိမ်ပြောပြောလိုက်ပါလေ။ ဂျက်ကီကနေမအောင်ထူးကြတဲ့တငယ်ချင်းတွေပါလေရှိသေးလားလို့မေးလိုက်တော့ကယ်ရိုလိုင်းကမစ္စရှာမန်ဆိုတဲ့တဒန်းဆရာမတော့ငါသဘောမကျဘူးလို့ပြောလိုက်ပါအားနဲ့ဂျက်ကီကမြားလေးလေးကောင်းလေးလေးပဲဆိုပြီးတော့သူတက်ရမယ်လူစင်းမှာမစ္စရှာမန်ကိုထည့်လိုက်ပါတော့တယ်တက္ကစီသမားတော့သူတို့နှစ်ယောက်စကားပြောနေရကိုစိတ်ဝင်စားနေအန်အောပြီးတော့ကြည်နေခဲ့ပါလေဂျက်ကီကကယ်ရိုလိုင်းနေကတကယ်တလန်းရှိရလို့ငါထင်နေလက်စီနဲ့ဟိုအချောင်းနှကောင်စားမရှိပါဘူးဒါမဲ့နေရာမှာတကယ်စားလေးနဲ့လို့ပြောလိုက်တော့ကယ်ရိုလိုင်းက အရင်ကငါဘာမှမလုပ်ဘူးပါဘူးလို့ပြန်ဖြေလိုက်ပါတယ်။ဂျက်ကီကနေအသက်ရှင်နေရှိပြီလေငါတို့ခုနှစ်နှစ်တည်းကစပြီးတော့လုံနေခဲ့တာလို့ပြောလိုက်တော့ကယ်ရိုင်းကဒါဆိုနေငါ့ကိုတင်ပေးလေလို့ပြောလိုက်ပါတော့တယ်။ကာသမားလည်းမတင်ငါဖြစ်လာပြီးတော့နင်းရုပ်ကတော်တော်စိတ်ဝင်စားဖို့ကောင်းတာပဲ။ဘယ်ကနေရလဲလို့မေးလိုက်တော့ကယ်ရိုင်းကဂျက်ကီကရှားတယ်လေလို့ပြန်ဖြေပါတယ်။ကာသမားနင်းတို့ဘာတွေပြောနေကြလဲဆိုတော့ဂျက်ကီကလူတတ်ဖို့ပြောနေရလေကွာလို့ဖြေလိုက်ရမှာတော့ကာသမားဘာလဲဟာလို့ပြန်မေးလိုက်ပြီး ငါစိတ်မကောင်းအောင်ကောင်းပါလိ။ဒါပေမဲ့နင်တို့တခြားကရှာလိုက်ကြတော့နင်အယုတ်တငယ်ချင်းငါလန့်လာပြီဟာလို့ပြောလိုက်ပါတော့တယ်။ပြီးတော့ငါ့ကိုအယုတ်ဆုပ်ကယူကြောင်နေလာပြောနေတာငါမခံနိုင်ဘူး။စောက်အယုတ်ဆုပ်ကငါ့ကိုလာတော့ပြန်ပြောနေသေးတယ်။ငါအစ်စ်ပြန်ကွာလို့ပြောလိုက်ပြီးကောင်းကိုလူရှင်းတဲ့နေရာမှာထိုးရက်ထည့်လိုက်ပါလိ။ချက်ကီလည်းအမဘာပြန်ပြောတော့ပဲ။ကေယိုလိုင်းအထီးကိုယူလိုက်ပြီးတော့ကားသမားရဲ့ခုံကိုနောက်လှန်ချလိုက်ပါလိ။ပြီးတော့မှစစ်ပြန်ဆွဲကားသမားကြီးရဲ့ဗဇက်ထဲကိုထီးရင်ဒီရောက်အောင်ထိုးထည့်လိုက်ပြီးတော့ထီးကိုဖွင့်လိုက်ရမှာတော့သွေးတွေပန်းထွက်လာပြီးကေယိုလိုင်းရောသူ့ရောနှစ်ယောက်စလုံး သွေးတွေနဲ့ရွှဲနဲ့သွားပါတော့တယ်ပြီးတော့ဂျက်ကီကတဟီဟီဟီနဲ့ရီလိုက်ပြီးတော့ကေအိုလိုင်းနဲ့လဝါးချင်းရိုက်ကအောင်ပွဲခံလိုက်သေးတာပါနောက်တစ်ခါမှတော့အန်ဒီကဂိုင်နဲ့ဖုန်းပြောနေအောင်မြင်ရပြီးတော့သူ့ကိုတစုံတယောက်ကစောင့်ကြည့်နေပုံကိုမြင်ရပါတယ်အန်ဒီကအခုငါအိမ်မဆိုးတွေမမတ်တော့ဘူးထူးဆန်းတာဘာလဲဆိုတော့ငါအခုဘေးကင်းသွားပြီလို့ခံစားနေရတာပဲတို့နေမျိုးရှိလာမယ်လို့ငါထင်တော့မထင်တော့နောက်ဆုံးတော့ချက်ကီးသေးပြီငါတို့လည်းကိုးပွားနေကိုဆက်သွားနိုင်ပြီလို့ပြောလိုက်ပြီးတော့မင်းရောပဲကိုင်မကြခင်တွေ့တာပေါ့လို့ပြောလိုက်ပါတယ် အန်ဒီတယောက်သူ့ကိုယ်သူလုံခြုံပြီးလို့ခံစားတာတိတ်ပြီးတော့မကြလိုက်ပါဘူးသူနောက်ကနေချက်ကြီးပေါ်လာပြီးတော့လေဘင်းကိုခြုံနဲ့ထိုးလိုက်ရမှာတော့အန်ဒီတယောက်သတိလစ်သွားခဲ့ပါတော့တယ်ခဏကြာမှတော့ချက်ကြီးကအန်ဒီကိုအိယာပေါ်မှာပတ်လက်ကြီးကျိုးချီထားပြီးတော့အန်ဒီပေါ်ခွာထိုင်ပြီးတော့ဓာတ်နဲ့ထောက်ထားခဲ့ပါတယ်ချက်ကြီးကအန်ဒီထားပါအောင်လို့ညင်သာပဲပါရပြီးနှိုးလိုက်တော့အန်ဒီလည်းသတိပြန်ရလာခဲ့ပါတယ်အန်ဒီတယောက်သူကျိုးတုပ်ခံရတာကိုသိလိုက်ပြီးတော့ချက်ကြီးကိုမြင်တော့လန့်ဖြန့်သွားပါတယ်ချက်ကြီးကငါတို့ရင်တုံးကလိုပဲနော်လို့ပြောလိုက်တော့အန်ဒီလည်း ကဲကြပါအောင်လို့អော်ပါတော့နေချက်ကြီးကကြားတာဂီတာတန်လေးလိုပဲကွာထက်អော်တန်းမအောင်မိုင်းနဲ့ခြေပြီးတော့ဒီနားတော်ဝိုက်မှာလူမရှိဘူးလေလို့ပြောလိုက်တော့အန်ဒီကမင်းကဘလို့ရှာတွေးတာလဲလို့မေးလိုက်ပါတယ်ချက်ကြီးကကဲအွန်လိုင်းမင်းကိုရှာတွေးတာလေကွာဒီကလေးကကွန်ပျူတာတော်တော်ကျွမ်းတာပဲဆရာကြီးလို့ပြောပြပြီးလက်ညှိုးထိုးပြလိုက်တော့ကဲအွန်လိုင်းကခုံမမာထိုင်ပြီးတော့ဘူဒူးစာအုပ်တွေဖတ်နေတာကိုမြင်လိုက်ရပါတယ်ကဲအွန်လိုင်းကကျမချက်ကြီးနဲ့အဆုံးထိတငယ်ချင်းဖြစ်မဲ့လူလေးလို့ပြောလိုက်တော့အန်ဒီကကဲအွန်လိုင်း ်မင်းတို့လိုလုပ်ဖို့မလိုပါဘူးလို့လမ်းပြောပါတယ်ကဲလိုင်းကမလုပ်ပါဘူးကျမဒီတိုင်းပဲကြည်နေဦးမှာပဲလို့ပြောလိုက်ပြီးအန်ဒီကငါပြောတာနားထောင်လူတက်တာမားတယ်လို့ပြောလိုက်ပါတယ်ဂျက်ကီကငါမင်းကိုတတ်ဖို့ကြိုးစားနေဘဏ္ဍာကရှိပြီလေကွာအန်ဒီဟမ်ငါကြီးတော်မကြီးနိုင်တော့ဘူးအမြဲတမ်းမင်းလွတ်ထွက်သွားတာလေးလို့ပြောလိုက်ပြီးငါဒီချိန်ကိုစောင့်နေတာကြာလာပြီကွာအန်ဒီခုတော့ငါပြောရပြီလေးလို့ပြောလိုက်ပြီးတော့အန်ဒီဂျင်ဘတ်ကိုဓာတ်နဲ့တစ်ချက်ပြီးတစ်ချက်စိမ့်ပြီးနှပြေးထိုးပြီးမျက်နာတွေကိုပါဓာတ်နဲ့ထိုးသက်ပြစ်လိုက်ပါတော့တယ် ဒါမှစိတ်မပူပါနဲ့အန်ဒီမသေးသေးပါဘူးဂျက်ကီကအန်ဒီကိုသူတတ်လိုက်နိုင်တယ်လို့အိမ်မက်မှန်နေတာဖြစ်ပြီးတော့အိမ်မက်ထဲမှာပါပျော်ပြီးတော့ရည်နေပါသေးတယ်ဂျက်ကီလည်းနိုးလာတော့သူအိမ်မက်မှန်နေဆိုတာသိလိုက်ပြီးတော့သူခေါင်းပေါ်ကိုကြည့်မိလိုက်တော့ဇပင်းနေကျွတ်နေတာကိုမြင်လိုက်ရပါတယ်ဂျက်ကီကဟာ fuck ဘာလဲဟာဆိုပြီးထားထိုင်လိုက်ပြီးသူ့ကိုယ်သူမှန်ထဲမှာတွားကြည့်လိုက်တော့မျက်လုံးသားမှာအရေးတွေတွန့်နေတာကိုမြင်ရပါတယ်ဟာစောက်ရေးတဲ့အယုတ်ကတော့ဂျိုးတွေပါထိုးရတော့မထင်နဲ့ဟဲ့အိမ်မက်နေဂျက်ကီလည်းသူ့ကိုယ်သူအိုလာနေပြီးဆိုတာကိုသိလိုက်ပြီးတော့ ကယ်ယူလိုက်ဖတ်ပြီးအိတ်နေတဲ့ဘူဒူးစာအုပ်ကိုသွားယူလိုက်ပါတယ်ပြီးတော့အသက်ကြီးလာပြီဆိုရင်ဘာလုပ်ရမလဲဆိုတာလိုက်ရှာကြည့်တော့အဆင့်တင့်အနေနဲ့လက်ရှိခန္ဓာကိုယ်အခွန်ကနေခွာဖို့ညွှန်ကြားထားတာတွေ့လိုက်ရပါတော့တယ်ကဲဒီနားလေးမှာတစ်ဖက်ပြောရရင်ဘောရာတို့လူတွေကတော့တေးတာပေါ့နော်အိုနာတေးပြီးနဲ့တွေ့ရမှာပဲအခုအယုတ်တောင်မှဒီသဘောနဲ့ကြုံတွေ့နေရပြီဆိုတော့လူတွေကတော့ပြောမနေနဲ့အဲ့တော့အသက်ရှင်တော့ကောင်းတာလုပ်ကြနော် Okay let's go ဆက်သွားမယ်ဆိုရင်တော့ဖြင့်အဲ့ဒါနဲ့ဂျက်ကီလည်းအိပ်ပြုံနဲ့ကယ်ယူလိုက်နာကိုကတ်သွားပြီးတော့ကယ်ယူလိုက်ရဲ့ခေါင်းကိုကင်ပြီးတော့ အာဒေဒူဝီတံပလာကင်ပီးသပါဝါဘာလည်းမသိဘူးဘာညာရှောက်ပြီးတော့ရွတ်လိုက်ပေမဲ့မအောင်မြင်ပါဘူးချက်ကီးကကေယိုလိုင်းမသိအောင်ကေယိုလိုင်းကိုတဲ့ဝင်မို့လုံနေတာဖြစ်ပြီးတော့နောက်တစ်ခေါက်ထပ်ပြီးတော့ရွတ်တော့မဲ့အချိန်မှပဲကေယိုလိုင်းကနိုးလာတဲ့အတွက်ချက်ကီးလည်းဟန်ဆောင်ပန်ဆောင်နဲ့မော်နီအိတ်လို့ကောင်းရလားလို့မေးလိုက်ပါတယ်ကေယိုလိုင်းကငါစာအုပ်ကိုအစာဆုံးဖတ်ပြီးပြီဒီလိုလုပ်လို့မရဘူးဆိုတာမသိဘူးလားစာမျက်နှာ30ခုမှရေးထားတယ်လေမင်းရဲ့ခန္ဓာကောင်ကအသက်ကြီးလာရင်ဆရာဝန်ပြမလို့ပြောလိုက်ပါတယ်ချက်ကီးလည်းသူ့မျက်နှာသူကန်ကြည့်ပြီးတော့ ဒါသိတာလားအမှန်တိုင်းပြောတဲ့မှာငါ့ဘဝအသက်ဘလောက်နဲ့တူနေလဲလို့မေးလိုက်တော့ကယ်လိုင်းကမသိဘူးလေနှစ်နှစ်လားသုံးနှစ်လားလို့ဖြေလိုက်တော့ချက်ကီကတေချာကြည့်စမ်းပါဟာဒီအေးเจ้าနေနဲ့လေးလို့ပြပြီးတော့ပြောလိုက်ပါလေနောက်တစ်ခါမှတော့တီဖနီရောက်နေထောင်ကိုလက်စီကရောက်လာပြီးတော့တီဖနီကိုထောင်ဝင်စားလာတွေ့ပါလေတီဖနီကလက်စီကိုတွေ့တော့နေမေတော့ငါစိတ်မကောင်းပါဘူးချက်ကီကိုငါပြောတယ်ခရစ်စမတ်မှာသူများမေကိုတတ်တာမကောင်းလို့ငါတကယ်စိတ်မကောင်းပါလို့ပြောလိုက်တော့လက်စီက ငါလည်းနေတက်ဆက်ကလူတက်မှုအတွက်ရုံးတင်ခံမအောင်စိတ်မကောင်းပါဘူးလို့ကြွေပြောလိုက်ပါလိမ့်ပြီးတော့လက်စီကတကယ်တော့ငါပြောနေတာလို့ပြောလိုက်တော့တေဖနီကစိတ်လေးကိုထုတ်ပြီးတော့တောင်းနေလိုက်ပါလိမ့်တေဖနီကထောင်ထဲရောက်နေမဲ့တာနေတဲ့ပုံစံပါပဲဒုံဆန်တိုင်းအလှတွေပါတယ်အပြည့်ပြင်လာပြီးတော့ကော့ကြော့နေခဲ့တာပါလက်စီကတေဖနီရှင်ကျမညီမကိုနောက်ဆုံးမြင်လိုက်တဲ့လူပဲကျေးဇူးပြုကယ်ရိုင်းဗမာလေးဆိုတာပြောပြပါလားလို့မေးလိုက်တော့တေဖနီကငါမသိဘူးလို့ပဲပြန်ပြောပါလိမ့်လက်စီကကျမညီမဗမာလေးပြောပြပါဆိုပြီးထပ်မေးလိုက်တော့တေဖနီက ဂျက်ကီခေါ်သွားတာလေးလို့ပြောလိုက်ရာမှာတော့လက်စီလဲအန်အောင်သွားပြီးတော့ဘာကျမသူ့တတ်လိုက်တာလေးလို့ပြောလိုက်ပါလေဒေဖနီကနောက်တရုတ်ရှိသေးတယ်ဟာနင်းညမရဲ့ဘဲရုပ်ကိုမှတ်ပြီလားအေးအဲ့ဒါဂျက်ကီပဲလို့ပြောပြလိုက်ပါတော့တယ်အဲ့ဒီမှာပဲအဲတွေးခြင်းကပြေးသွားပြီဖြစ်တဲ့အတွက်ဒေဖနီကိုအဆောင်တရောက်လာခေါ်သွားခဲ့ပါလေလက်စီကဘာလဲနီးပါဦးသူတို့ဗမာလေးလို့အော်မေးပြီမယ်ဒေဖနီကတော့ထွက်သွားခဲ့ပါပြီနောက်တစ်ခါမှတော့ဒေဖနီကိုလူသားမှုတော့တရားဥပဒေမှာစစ်ဆေးနေတာဖြစ်ပါတယ်တရားဥပဒေကိုဂျိတ်တို့တောင်းနဲ့မစ္စဖဲချိုင်းတို့လည်းလာခဲ့ကြပါလေ တီဖနီရဲ့ရှေ့နေကတက်တေအနေနဲ့နီကာကိုဆင်းခေါ်လိုက်ပြီးတော့နီကာရောက်လာတော့တီဖနီကလက်တွေပါလိလှမ်းပြလိုက်ပါသေးတယ်။နီကာကြမ်းချိန်မိတာနဲ့ရှေ့နေကဂျန်နီဖာတယ်လီနဲ့ဘလို့တိလာလဲလို့မေးလိုက်ပါတယ်။နီကာဂျန်နီဖာတယ်လီကကျမကိုပြန်ပေးဆွဲခြေလီလက်တွေဖြတ်ပြီးတော့တနည်းကျော်လောက်ဒစားကန်တွေနဲ့ဖမ်းထားတာပါ။အဲ့တွင်မှသူလူ၉ယောက်ကိုတတ်ခဲ့တာတွေ့ခဲ့ရတယ်လို့ပြောလိုက်တော့ရှေ့နေကဂျန်နီဖာတယ်လီလောက်ခဲ့တဲ့အမှုတွေအတွက်မင်းကိုအပြစ်ပုံချခဲ့ရတယ်မဟုတ်လားလို့မေးလိုက်ပါတယ်။နီကာရှေ့မှုတဲ့အဖမ်းခံပြီးမကြခင်မှာပဲ။ ကျွန်မအမှုကုံပိတ်ပေးပြီးပါပြီလို့ပြောလိုက်တော့ရှင်းနေကဟုတ်တယ်ဂျန်နီဖာတယ်လီကအချိန်ကိုက်ဝန်ခံပေးလို့ရှင်းလွတ်သွားတာလေဂျန်နီဖာရှင်းမိသားစုကိုတတ်တာပါဝန်ခံထားတယ်ဒီလူသားမှုအတွက်ရှင်းမှာအပြည့်ရှိကြအောင်ရင်ကလေးကအတီးပြူပြီးသားလေလို့ပြောလိုက်တော့နီကာကကျွန်မမိသားစုကိုကျွန်မမတတ်ဘူးလို့ပြောလိုက်ပါတယ်ရှင်းနေကအဲ့ဒါဆိုဂျန်နီဖာကဘာလို့သူတတ်တယ်လို့ဝန်ခံလာလဲဆိုတော့တီဖနီကထပြီးတော့ငါအနေကိုချစ်လို့ပေါ့လို့နီကာကိုအော်ပြောပြီးတော့ထရိုပါတော့တယ်နီကာတော့ပေါက်ကွဲနေပြီးတော့ ဘာလို့လဲဆိုတော့ तू ကစောက်ယူမလို့ပေါ့ဟာ तू ကစောက်ယူလူသားသမားလို့ပြောလိုက်ပါတယ်အဲနောက်မှာတော့ David Jane နဲ့ Lassie တို့ကလည်း Jennifer လူသားသမားဆိုတာတတ်သိထွက်ပြေးကြပြီး Lassie ကကျမညမကိုပါ तू ပြန်ပြီးဆွဲသွားတာလို့ပြောလိုက်ပါတယ်နောက်တစ်ခါမှာတော့ Chucky ကဘူရူးပညာရှင် Dr. Rosen ရဲ့ဈေးကန်းကိုရောက်လာတာကိုမြင်ရပြီး Rosen ငါမင်းမသူလဲဆိုတာကိုသိတာပေါ့မင်းကနာမည်ကျော်ပဲလို့ပြောလိုက်ပြီး Chucky ကိုကြမ်းမာရေးဆေးဆေးပေးနေပါတယ် Medical Checkup ပါညာလုပ်နေတယ်ပေါ့ဒေါက်တာရိုဆန်ချက်ကီကိုနှစ်ချက်နဲ့နှလုံးခုန်နှုံးနေဘာရီစမ်းတက်ကြည့်နေပြီးတော့ ပါဇက်ကိုဟခိုင်းပြီးတော့လဲတကယ်လူလိုသူလိုစစ်ဆေးပေးနေတာပါအဲလိုစစ်ပြီးတော့ဒေါက်တာဘရိုဆန်ကဒါကထူးဆန်းတာပဲဟာလို့ပြောလိုက်တော့ဂျက်ကီကကျောက်ကိုဒဲအတာပြောလိုက်ပါဒေါက်တာလို့ပြောပါလေအားနဲ့ရိုဆန်ကမင်းတခြားဘာသာရေးလုပ်တွေလုပ်ဖြစ်နေသေးလားတခြားနတ်ဖရားတွေဘာတွေကိုးကွယ်တာလို့မျိုးပေါ်လို့မေးလိုက်တော့ဂျက်ကီကဟွန်းတခြားမလုပ်ပါဘူးဗျာကျောက်ကနှစ်40လို့ဒန်ဘောလီပဲလို့ပြောလိုက်ပါလေရိုဆန်ကတေးတာစဉ်းစားပါအောင်ဟာတငယ်ချင်းတို့ချစ်သူတို့ မင်းနဲ့နီးစပ်တဲ့တယောက်ကခရီးရန်နဲ့နီးစပ်တာမျိုးလှုပ်သေးလားလို့မေးလိုက်တော့ချက်ကီကကျုပ်မနစ်ကတော့အပနှင်တာခံလိုက်ရသေးတယ်လို့ပြန်ဖြေလိုက်ပါတယ်ဒေါက်တာရိုဆန်လည်းအော်မလီအိုးမိုင်ဂေါလို့ပြောလိုက်ပြီးတော့လန့်ဖြန့်သွားပါတော့တယ်ရိုဆန်ကမစ္စရီခမရခရီးရန်မော်စွမ်းကူးစက်ခံထားပြီးပိုဆိုးတာခရီးရန်ထဲမှာမှကတ်တလီဖြစ်နေရပဲအတော့အစင်မြင့်နေပြီငါဓာမျိုးဖြစ်တာကို၁၇ရာစုနောက်ပိုင်းမှာမကြဘူးတော့ပဲလို့ပြောလိုက်တော့ချက်ကီလည်းဒီစောက်ကလေးတွေကွာဆိုပြီးတော့ဟိုကလေးတစုကိုပေါက်ကွဲနေပါတော့တယ် ဂျက်ကီကကျုပ်ကိုကူးဖို့ဆေးပင်လေးပါလိမ့်မရှိဘူးလားလို့မေးလိုက်တော့ရိုဆန်ကဒါလောက်နဲ့ကူးမရတော့ဘူး။မင်းအသက်တောင်ကြီးလာနေပြီလို့ပြန်ဖြေလိုက်တာပါ။ဂျက်ကီကရစ်ပူစောရမလား။ကျုပ်ပါလို့ရမလဲ။လိုအပ်တာသာပြောစမ်းမှာအကုန်လုံးလုပ်မယ်လို့မေးလိုက်တော့ရိုဆန်မစ္စတာရီခင်ဗျားတောင်းပန်မှာကျုပ်ကိုမဟုတ်ဘူး။ဒံဘဲလာဘာလို့ပြောလိုက်ပါလိမ့်။ဂျက်ကီကစတရာစုမတိုင်ခင်တုန်းကဒီလိုဖြစ်ဘူးတာရှိတယ်ဆိုသူတို့ဘာဖြစ်သွားလဲလို့ပြောလိုက်တော့ရိုဆန်ကသူတို့တီးသွားတယ်လေလို့တခွန်းနဲ့ဖြေလိုက်ပြီးခင်ဗျားလဲတေကန်နီးပြီမစ္စတာရီလို့ပြောလိုက်ပါလိမ့်။ ဂျက်ကီကရီလိုက်ပြီးတော့ဟဲဒါပဲလားဟာငါစတော့နည်းနည်းတော့လန့်သွားတာငါခဏခဏတင်းနေတာပဲဟုတ်ငါမြင်နေပြန်လာနေတာပဲလို့ပြောလိုက်တော့ရိုဆန်ကခမရဒီကတော့မရတော့ဘူးလို့ပြောလိုက်ပါလိမ့်ဒါဆိုကြုတ်တခြားခန္ဓာကိုယ်ရဲ့ဝင်လို့ရအောင်လှုပ်လို့မရဘူးလားဆိုတော့ရိုဆန်ကခမရနားမလဲဘူးထင်တယ်ဒါပေမဲ့လားခမရကိုစွန့်ပြစ်သွားတာသူမရှိရင်ခမရမှာအစွမ်းမရှိတော့ဘူးလေဒါကခမရရဲ့နောက်ဆုံးခန္ဓာကိုယ်ပဲ the last one လို့ပြောလိုက်ပါတော့တယ်ဂျက်ကီကအခုမှတကယ်ညစ်သွားပြီးတော့ဒေါက်တာ ဒေါက်တာတကူတော့လုံနိုင်ဦးမှာပါဗျာကျုပ်သေးလို့တော့မဖြစ်သေးဘူးလေလူတွေတက်စရာတွေကြံနေသေးတယ်လို့ပြောလိုက်တော့ရိုဆန်ကစာအတွက်ကိုထုတ်လိုက်ပြီးတော့ဒါကို crusade စစ်ပွဲနောက်ပိုင်းမှာတခါမှမလုပ်ဘူးကြောင်းလုံတဲ့လူကလည်းမအောင်မြင်ဘူးလေလို့ပြောလိုက်ပေမဲ့ဂျက်ကီကကျုပ်လုံမယ်ဘာပဲလုံရလို့ကကျုပ်လုံမယ်လို့ပြောလိုက်ပါတယ်ရိုဆန်ကခမားတော်နားမလည်နိုင်တဲ့မိစာလုံရမျိုးကြီးလုံဖို့လိုတယ်လို့ပြောလိုက်တော့ဂျက်ကီကလည်းဒါမျိုးကိုစိတ်ဝင်စားသွားပြီလို့ပြောလိုက်ပါတော့တယ်နောက်တစ်ခါမှတော့တီဖနီရဲ့တရားခွင်ကို ပြန်ပြင်ရပြီးတော့ရှေ့နေရနောက်ဆုံးတက်တင်နေတဲ့ Jennifer Daly ကိုဆင့်ခေါ်လိုက်ပါတယ်။ Definitely လည်းနောက်ဆုံးတော့တက်ရပြီဆိုပြီးတော့ပြုံးပြော်နေပြီးတရားဝန်ကလူတွေကိုနှုတ်တွေပိုင်းတောင်ဆက်လိုက်သေးတာပါ။ရှေ့နေရမေကွန်ဆာမေးဖို့အတွက် Mrs. Daly ဆိုပြီးခေါ်လိုက်တော့ Tiffany ကသူ့နာမည် Mrs. Valentine ကိုပြန်ပြောလိုက်ပြီးကျမတကယ်တော့ Tiffany Valentine ပါ။ကျမ Jennifer Daly ရဲ့ခန္ဓာကိုယ်သုံးနေရလို့ပြောလိုက်တော့ရှေ့နေရတေးချာရှင်းပြပါအောင်လို့မေးလိုက်ပါတယ်။ Tiffany ကကျမချားစီရီရဲ့ရီးစားလေးကျမတို့1980မှာတွေ့တာ။ ိုက်တုံးကတော့ရမ်းကိုပြောရတာပေါ့နောက်တော့သူကကျမကိုရေချိုးကန်ထဲမှာ short တိုက်ပြီးတတ်ခဲ့တာအဲ့ကောင်ပြီးတော့ကျမဝိညာဉ်ကိုအထူးထုတ်ထားတဲ့ဘဲရုပ်ထဲကိုထည့်လိုက်တယ်လीအဲ့နောက်တော့ကျမတို့ Hollywood ရောက်သွားကြကျမလည်း Jennifer Taylor ကိုလိုက်ပြီးချောင်းတာပေါ့ကျမသူ့ရဲ့ American fan ကိုအဲ့မှာနေသူ့ရဲ့အရန်မိုက်တဲ့ဘွာလေးကိုတွေ့သွားတော့ကျမလည်းလိုချင်သွားပြီးတော့ကျမဝိညာဉ်ကို Jennifer ကိုယ်တည်းကိုပြောင်းလိုက်တာလေးလို့ပြောပြလိုက်ပါတယ်ရှင်တွေကဝိညာဉ်ပြောင်းတာတွေကတော်တော်များတာပဲဘယ်လိုလုပ်ရတာလဲလို့မေးလိုက်တော့ Voodoo Outland ပေါ့လို့ Tiffany ကပြန်ဖြေပါတယ် ဂျန်နီဖာဒယ်လီနေနဲ့နေရတဲ့ဘွားအရန်ကိုမိုက်ပေးမယ်။ကျမအခုတော့ကျမဘွားအဆင်နဲ့ပဲပြန်နေချင်လာတယ်လို့ပြောလိုက်ပါတယ်။အဲမှရင်တယ်လိုဘက်ကရှေ့နေကတီဖနီတယောက်ပေါက်ကြရလားပြောနေရဆိုပြီးတော့ကန့်ကွက်လိုက်ပါတယ်။ဂျန်နီဖာဒယ်လီရဲ့ရှေ့နေကတော့မေးဆစ်ဒယ်လီဟာယူသွင်းနေတာကြောင့်အပြစ်မရှိဘူးဆိုတာကိုပြချင်တာပါ။မေးဆစ်ဒယ်လီကချက်ကီယုတ် ရှေမှာစိတ်အရန်နှစ်လိုက်တာကြောင့်အခုလိုဖြစ်သွားတာလို့ပြောလိုက်ပါတယ်။အဲ့ဒါနဲ့တရားသူကြီးကလည်းဘာလို့မှမသိပဲစိတ်ညစ်သွားပါတော့တယ်။ဒါမှမဟုတ်ချက်ကီကကေအိုလိုင်းကိုအင်တန်စီခေါ်လာပြီးတော့ တို့နှစ်ယောက်အိမ်ထဲကိုကြီးလိုက်တော့ပါတီလုံးနဲ့လူတစုကိုတွေးလိုက်ရပါတယ်။ဂျက်ကီယာကယ်ဝလိုင်းအမှလူဘယ်နှယောက်တွေးလဲလို့မေးလိုက်တော့ကယ်ဝလိုင်းက၈ယောက်တွေးတယ်လို့ပြန်ဖြေလိုက်ပါတယ်။ဂျက်ကီကဒေါက်တာပြောတာငါဒန်ဘဲလာအတွက်လူ၆ယောက်ရေးပူစော်မှရမယ်။ဒီတော့နင်တယောက်နှစ်ယောက်လောက်ဝင်သက်ချင်းလဲရတာပေါ့လို့ပြောလိုက်ပါတယ်။ကယ်ဝလိုင်းကရတယ်ငါဒီတိုင်းပဲထိုင်ကြည့်နေတော့မယ်လို့ဆိုတော့ဂျက်ကီကကြည့်ပြီးတော့ဆရာစီကပညာယူလိုက်ပေါ့ကလေးရယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီအိမ်ကအရင်ကစိတ်ဆလူသားသမားတယောက်တမိသားစုလုံးကိုတတ်ခဲ့ဘူးတဲ့အိမ်ဖြစ်ပြီးတော့ တရေချောက်တယ်လို့လည်းနာမည်ကြီးတဲ့အိမ်ပါချက်ကီးကဒီလိုမကောင်းတဲ့နေရာမျိုးမှာလူတက်ပြီးတော့တံပဲလာစီကနေခွင်လွမှုကိုရအောင်လုပ်ရမှာဖြစ်ပါတယ်အဲနောက်တော့ကေလိုင်းအိမ်ကခောက်လိုက်တဲ့အတွက်လူတယောက်ထွက်လာပြီးတော့သူလည်းအယုတ်ပိုက်ထားတဲ့ကလေးမလေးတယောက်ကိုမြင်လိုက်တော့အံဟောသွားပါတယ်အဲလူကမင်းအစီပြေလားလို့ကလေးလိုမေးလိုက်တော့ကေလိုင်းကအကယ်ဒမီရှော့အကွက်တွေနဲ့ငိုပြလိုက်ပြီးဆရာရဲ့တမိလမ်းမလာလို့ပါကုညီပါလားလို့ပြောလိုက်တော့ကန်ဆိုးသူမောင်ရှင်ကလည်းကေလိုင်းတို့ကိုအိမ်ထဲကိုဝင်ခွင့်ပေးလိုက်ပါတော့တယ် အိုင်နာမှာတော့မကြာခင်ပါပဲအဲ့ဒီအိမ်ထဲကနေကြောက်လန့်တဲ့ကြားနဲ့အော်သန်တကြီးတွေထွက်ပေါ်လာပြီးတော့ခဏကြာမှတော့ရှိမြလူတွေကုံသွေးလင်းလင်းနဲ့သေဆုံးနေရကိုမြင်လိုက်ရပါတော့တယ်ပြီးတော့ချက်ကီကအာဒီဒူဝီတန်ပလာပါညာစမဂလာကင်းပြီးတဲ့ပါဝါရီရှောက်ပြီးတော့ဂါရာကိုရွတ်လိုက်ပြန်ပါတယ်ဒါမဲ့ဘာမှထပ်ပြီးတော့မထူးကြလာတဲ့အတွက်နောက်ထောက်တစ်ခေါက်ထပ်ရွတ်တော့လဲနောက်တစ်ခေါက်ထပ်မထူးတာပဲအဖတ်တင်ပါတော့တယ်ချက်ကီလည်းအမသူ့ရဲ့ဒရိတ်မတ်ကလေးနဲ့ဖတ်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 အဲ့လိုဆဲလိုက်ပြီးတော့ ဒီအင်ကတိတ်ပြီးတော့မိစာမဆန်သေးဘူးဟာပိုကြီးတာရှားမယ်လို့ပြောလိုက်ပြီးပိုကြီးတော်စဉ်းစားစမ်းလို့ပြောလိုက်တော့ကေယိုလန်ကလည်းဘာလို့ရမလဲတွေးနေခဲ့ပါလေဒါပေမဲ့တော့ဂျန်နီဖာတယ်လီရဲ့တရားခွင်မှာဂျူရီတွေကဆုံးဖြတ်ချက်ချပြီးပါပြီဂျူရီတွေကဂျန်နီဖာတယ်လီရလူသတ်မှုတရသုံးမှုတော့အပြည့်ရှိပါတယ်လို့ပြောလိုက်တော့တရားသူကြီးကအော်တိုဘာလမှာအမိန့်ချမယ်လို့ပြောလိုက်ပြီးတရားခွင်ကိုသိမ်းလိုက်ပါလေတီဖနီကတော့တကယ်အပြည့်ရှိကြောင်းအမိန့်ချခံရမယ်ဆိုတော့လမ်းပြန့်ပြီးတော့ထိုင်းနေရာကနေထပြီးတော့ ကျမယူနေလို့အပြင်းမရှိဘူးလေလို့អော်ပြောလိုက်ပါတယ်ဂျန်နီဖာငိုយោပြီးတော့ငါအသက်ယူလို့မရတော့ဘူးငါတောင်ထဲကိုပြန်မသွားနိုင်ဘူးလို့ပြောနေခဲ့ပါတယ်အဲဒီချိန်မှာကယ်ရိုလိုင်းနဲ့ချက်ကီတို့ကတော့အမေရိကန်အင်ဖီရိုနာကိုရောက်နေခဲ့ပါပြီချက်ကီကဒီနေရာမှာမယုံမသားကိစ္စတွေအပြည့်ပဲကွာဒီနေရာကွက်တိပဲလို့ပြောလိုက်တော့ကယ်ရိုလိုင်းကဘာလို့လဲဒီထဲမှာလူဆယောက်ပဲတည်ဘူးတာတဲ့ပြီးတော့ဘသူမှလည်းအသက်မခံရဘူးလို့ပြောလိုက်ပါတယ်ချက်ကီကဒါမဲ့ဒီအိမ်ထဲမှာချလိုက်တဲ့ဆုံးဖြတ်ချက်တွေကြောင့်တကဘာလုံးမှာလူတန်းနဲ့ချီပြီးတော့တည်တယ်လေ ဒီနေရာနေရာမှန်ပဲလို့ငါခံစားမိတယ်လို့ပြောလိုက်ပါတယ်။အိုင်နော်ဒ်ကေလိုင်းရဲ့ချက်ကီကိုမိတ်ကပ်တွေပြင်ပေးနေပြီးငါလည်းနေနေတူအင်ဖြူတော်လိုက်ချင်လိုက်တာလို့ပြောလိုက်တော့ချက်ကီက sorry ပါဟာကလေးဒီခါတော့ငါငါလှုပ်ချင်တယ်လေခဏလေးပါပဲပြီးတော့ငါနေပြန်ကောင်းသွားပြီဆိုရင်နေရဲ့ပထမတန်းဆီယာမောက်အရင်သွားတက်ကြမယ်လေလို့ပြောလိုက်တော့မိဘဆရာကိုရိုသေကန်းရှမ်းလာတဲ့ကေလိုင်းကမစ္စရှာမန်ကိုတတ်မဲ့နေကိုငါအရန်ရောက်ချင်နေပြီဟာလို့ပြောလိုက်ပါတော့တယ်ချက်ကီကကေလိုင်းနင်းသိလား ငါဦးရင်ထဲကနင်းဖေကိုရမ်းအောင်မနာလိုဖြစ်မိတယ်တင်နေသူ့မှာတလောက်တော်တဲ့သမီးရှိနေတော့ငါမနာလိုလို့လေလို့ပြောလိုက်တော့ကေယူလိုင်းနဲ့ဂျက်ကီးကိုဖတ်ထားလိုက်ပါတော့တယ်ကေယူလိုင်းကဂျက်ကီးရဲ့လက်သေးတွေကိုလည်းမိတ်ကပ်ဖုံးပေးနေပြီးတော့နင်းအေးချောင်းတွေကိုဖုံးမှုအတွက်၁၂နာရီတခါပြန်လဲရမယ်နော်လို့မှားလိုက်ပါတယ်ကေယူလိုင်းကနင်းချောင်းလေးလားဂျက်ကီးလို့မေးလိုက်တော့ဂျက်ကီးကတော့ငါမကြောက်ဘူးငါလူတွေကိုကြောက်အောင်လုပ်တာလေးလို့ပြောလိုက်ပါတယ်ကေယူလိုင်းကတော့ဂျက်ကီးကိုအားပေးနေပြီးဒန်ဘဲလာကိုဂုံရောင်လှုပ်လိုက်စမ်းပါအကုန်တပ်ပြစ်လိုက်လို့ပြောလိုက်တော့ဂျက်ကီးက ငါပုံလေးပို့ပေးမယ်လို့ပြောလိုက်ပါလေအဲဒီချိန်ဟာသမရကောလင်းနဲ့ဂျာလော့တို့ရဲ့သားအငယ်ဆုံးဂျိုးဆက်ကောလင်းတေဆုံးသွားတဲ့အချိန်ဖြစ်နေပြီးတော့ဟင်နရီကသူ့ညီရဲ့ဇာမနာအခမ်းအနားလုပ်တဲ့တုပ်တန်ထဲမှာဂျက်ကီကိုတွေ့သွားခဲ့တာဖြစ်ပါတယ်ဂျက်ကီကသူ့ညီအတွက်ဝမ်းနေနေတဲ့ဟင်နရီလေးကိုကောင်းကောင်းအသုံးချဖို့အတွက်ဒီမှာလာပြီးတော့စောင့်နေခဲ့တာပါဟင်နရီကဂျက်ကီကိုကောက်ယူလိုက်တော့ဂျက်ကီကဟိုင်းငါဂျိုးဆက်ပါငါမင်းနဲ့အဆုံးထိတငယ်ချင်းလုံးပါပါဟာဒီဟိုဟာဟာဟာလို့ပြန်ပြောလိုက်တော့ဟင်နရီလည်းပြောသွားခဲ့ပါတယ် ဂျာလောက်ကလည်းသူသားအခုလိုပြုံးနေအောင်မမြင်ရတာကြားပြီးဆိုတော့ဝမ်းသာသွားပြီးတော့အယုတ်ကိုယူထားခွင့်ပေးလိုက်ပါတော့တယ်။နောက်တစ်ခါမှတော့တရားအောင်ကဂျန်နီဖာတယ်လီကိုဆေးထိုးပြီးတော့ဒေတန်ပေးဖို့အမိန်ချလိုက်တာကိုမြင်လိုက်ရပြီးရှေ့နေကငါတို့ယူကန်ဝင်လို့ရပါသေးတယ်လို့ပြောပေမဲ့တီဖနီကတော့ပေါက်ကွဲနေပြီးတော့စောက်တုံးမှစပါမှယူကန်ဝင်ကြည့်ဘူး။နင့်အသုံးမချလို့ဖြစ်တာနင့်ငါမခန့်တော့ဘူးလို့ပြောလိုက်ပါတယ်။ပြီးတော့မှနေပေါင်းငါ့ကိုအောက်လန်းအခြေခံဆောက်လေးပေးပါဦး။ပြီးရင်တော့နင့်ငါဆောက်လို့ဖြုတ်ပြီးလို့ပြောလိုက်တော့တာပါ။အဲ့ဒီမှာပဲနီကာရောက်လာပြီးတော့ နေခံသိလို့ခံရတာပဲငါကိုယ်တိုင်မလုပ်ရတာပဲစိတ်မကောင်းလို့ပြောလိုက်တော့တေဖနီကနီကာနင်ជីကြီးနဲ့စကားပြောပြသေးလားလို့မေးလိုက်ပါလေနီကာငါနေတိုင်းပြောပြတယ်သူတို့တွေကအဆင်ပြေကြနေနဲ့ချက်ကီလက်ကနေဘေးကင်းနေရလေလို့ပြောလိုက်တော့တေဖနီကသူတို့ငါချစ်တယ်လို့ပြောပြပါဟာငါတောင်းပန်ပါတယ်လို့ပြောလိုက်ပါလေနီကာတေဖနီငါပြောပြမယ်နေသိမဲ့ချိန်ငါလာကြည့်မှာပြီးရင်ငါနေဆောက်အုပ်ကိုဒီဝီးချဲနဲ့တက်နေမှာနေကြားလားလို့ပြောလိုက်ပြီးဘိုင်တေဖနီရေးဆိုပြီးတော့ချေချေနက်နက်ကြီးအော်ကြီးလိုက်ပါတော့တယ် ဂျက်ကီကတော့အိမ်ဖြူတော်ရောက်လာပြီဖြစ်ပြီးတော့ထဲကိုမရောက်ခင်မှာဒက်ဒီကသူ့ကိုလုံခြုံရေးစစ်ဆေးတာပြီးသွားလှုပ်ပါတယ်။ဒါပေမဲ့ဂျက်ကီကဘာလက်နက်မှမပါတဲ့အတွက်ဟင်နာဒီကိုပြန်ပြီးတော့ပေးလိုက်ပါတော့တယ်။နောက်ဆုံးကမ်းမှာတော့ဂျက်ကီကသူ့အကြံစီအောင်မြင်သွားပြီဖြစ်တဲ့အတွက်သူ့ရဲ့အပြုံးကြီးနဲ့ပြုံးလိုက်တာကိုမြင်လိုက်ရရင်းနဲ့ပဲဒီဘိုင်းကဒီမှာပြီးဆုံးသွားခဲ့ပါတယ်ခင်ဗျာ။ ုတ်ကဲ့ပါဆိုတော့အပိုင်း၃ကတော့ဒီလောက်ပဲနောက်နေ့မှာအပိုင်းလေးမှာဆက်ပြီးတော့ကြမ်းကြအောင်ပဲပေါ့ဗျာဒီနေ့မှာကျွန်တော်တခုတည်းရလို့ဘော်ရာတို့မေးခြင်းနဲ့ဘော်ရာတို့ချက်ကီကားကိုဘယ်လိုစပြီးတော့တည်တာလဲ recap အနေနဲ့ကြည်လာလားပြီးတော့ဒီအစာပိုင်းမှာပါတဲ့အန်ဒီရောမှတ်မိသေးလားအန်ဒီကဘယ်သူလဲဘယ်ကားမှာစပြီးတော့ပါလာလဲအာအမြဲတမ်းကျွန်တော်ရဲ့ channel ကိုကြည့်နေသူတွေဆိုတော့သိမှာပါဗျာချက်ကီကားတွေစပြီးတော့ပြခင်တော့ဆိုရင်အရန်ဟလာ share ပဲ share ကြည့်ကြပြီ share ပြုံးခဲ့ကြတာအကုန်လုံးလည်းချက်ကီ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  တစ်ချက်ကြီးတစ်ချက်ကြီးခဲ့ကြတာဟုတ်ဒါပေမဲ့နောက်ပိုင်းတော့အချိန်လေးရော့သွားတယ်ဗျာထားပါနောက်ထပ်လည်းကောင်းဆုံးညကျွန်တော်စူးစမ်းပြီးတော့တင်ဆက်ပေးအောင်မယ်အခုလဲချက်ကြီးလမ်းတစ်ဝက်တစ်ပြက်ဆိုတော့အပီးသတ်အောင်အရင်ဖြတ်လိုက်ကြအောင်ပေါ့နော်โอเคအဲ့တော့နောက်နေ့မှပြန်တွေ့မယ်ဒီနေ့မှအစားဆုံးလိုက်ပါကျေးဇူးအားပေးခဲ့တဲ့အချိန်ပေးကြတဲ့ဘောရာတို့အားလုံးရောချက်ကြီးချစ်သူများတောင်ချီးတိုင်းကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာကျွန်တော်အန်ခင်မူပါ